တာလီစော့ပါဒီကနေ့ဧပြီလ10ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကို ကျမမြန်နေခင်အားတင်ဆက်ပြီးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အာရခတ်တူ EE တီထောင်ချင်း16နှစ်မြောက်နေ့ကိုအဖွဲ့အစည်းတွေကကွန်ပျူတာဝန်လော်ရီပြီးပို့ခဲ့တဲ့သတင်းဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်တွေနေရပြန်ခွင့်ကို EE ကလက်မခံရင်မဖြစ်မြောက်နိုင်တဲ့သတင်းနဲ့မောင်တော်မျိုးပေါ်ကစစ်ပီးရှောင်မွတ်စလင်တွေကို အေကနေရပြန်ခွင့်ပြုခဲ့တဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာရခတက်တူ EE တီထောက်ချင်း16နှစ်မြောက်နေ့ကိုအဖွဲ့အစည်းတွေကဂုံပြူတုံဝလော်ရီပြပိုခဲ့ကြပါရယ်။ဒီမင်္ဂလာရှိတဲ့အခါသမယနှီးထူးနှစ်မြက်ကြီးမှာအာရခတက်တူတက်မှုတွေရေးပေါ်ရေးမေတွေနဲ့တကွာ ရခိုင်ပြည်သူများအားလုံးကြက်မရွှင်လန်းပြီးတော်လန်ရေးတည်နေအာရခအိမ်မက်ကိုအ мян ဆုံးအလုံးစုံအကောင့်ထေဖို့နိုင်ပါစေကြောင်းဆန္ဒပြုလိုက်တယ်လို့အာရခတက်တော်နှစ်ပတ်လေအထိမ်းမန်းတွေကိုပြပိုးတဲ့ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA နဲ့ TNL တို့ရဲ့ဂုံပြူတုံဝော်လော်မှာဖော်ပြထားပါရယ်။အာရခတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာရခိုင်သားတို့လက်ထေးကို မကြမီအချိန်မှာမုတ်ချမသွေးရောက်ရှိတော့မေလို့လေဂုံပြူတုံဝော်လော်မှာဖော်ပြထားပါရယ်။ ။ဒါအပြင်အာရခတက်တော်ရဲ့အောင်မြင်မှုတွေဟာအာရခဒေတာအတွင်းကပြည်သူပြည်သားတွေအတွက်သာမကစစ်အာဏာရှင်နဲ့အာဏာရှင်စနစ်အမျိုးမျိုးအပိတိုင်ခြုံငီရေးအတွက်တိုက်ပွဲဝင်နေကြတဲ့မြန်မာနိုင်ငံတဝန်းလုံးကယဟန်းရှင်လူပြည်သူတွေအတွက်ပါကြီးမားတဲ့စစ်ခွန်အားတွေဖြစ်ပေါ်စေပြီးအခြေအနေကောင်းတွေကိုပါတစ်ဆက်တစ်ဆက်တည်းဖန်တီးပေးနေတယ်လို့လေပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဂုံပြူတုံဝလော်မှာဖော်ပြထားပါတယ် ရခိုင်လူမျိုးတွေရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အတွေ့အာရခအိမ်မက်ကိုအကောင့်ထေဖို့ဘူအာရခတက်တူအေအေဖွဲ့စည်းတည်ထောင်လာခဲ့တာဟာဒီကနေ့2025ခုနှစ်ဧပြီလ10ရက်နေ့မှာ16နှစ်ပြည့်မြောက်ခဲ့ပြီလေဖြစ်ပါရဲ့ရှင်မြန်မာနိုင်ငံကနေထွက်ပြေးသွားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေနေရပြန်ခွင့်ကိုအာရခတက်တူအေအေကလက်မခံရင်မဖြစ်မြောက်နိုင်ဘူးလို့ ဒေသခံတွေနဲ့နိုင်ငံရေးအကြီးခတ်သူတွေကတုံ့တက်နေကြပါတယ်။စစ်ကောင်စီကအခုလိုလက်ခံခဲ့တာဟုတ်မှန်နေဆိုရင်အဲ့ဒီဒုက္ခတွေတွေကိုဘယ်နေရာမှာနေရာရှာထားပေးမလဲဆိုတာကမိကုန်းထုတ်เสียဖြစ်နေတယ်လို့ရခိုင်ဝိုင်းရင်နိုင်ငံရေးလှိလာတုံ့တက်သူမြေပုံမြို့နေကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေတန်းကပြောပါရယ်အဲ့ဒီဒုက္ခတွေတွေရဲ့နေရက်ဟာအေးအေးသိမ့်ပိုက်ထားတဲ့မောင်နှောင်းနဲ့ဘူတီတော်မြို့နေတွေဖြစ်နေတဲ့အတွက်အခုကိစ္စမှာ အေးအေးမပါပေးပြန်လေလက်ခံရေးကိစ္စအဆင်မပြေနိုင်ဘူးလို့ဦးဖြေတန်းကဆိုပါရီစစ်ကောင်စီကအဲ့ဒီလိုခွင့်ပြုပေမဲ့လက်ရှိမှာရခိုင်ကဘူးတီတောင်နဲ့မောင်တော်မြို့နယ်တွေကိုစစ်ကောင်စီစီကနေအာရခတက်တော်အေးအေးကတိုက်ခိုက်သိမ်းယူထားတဲ့အတွေ့မြေပြေမှာအေးအေးခွင့်ပြုချက်မရှိပေပြန်လေလက်ခံရေးလုပ်ငန်းစဉ်တွေလုံးဝမဖြစ်နိုင်ဘူးလို့မောင်တော်ဒေတာခန်မွတ်စလင်လူကြီးတယောက်ကပြောပါရီ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်တွေထေကဒုက္ခသည်တသိန်း၈၀၀၀ကိုမြန်မာနိုင်ငံကိုပြန်လာဖို့စစ်ကောင်စီကခွင့်ပြုလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေကဧပြီလ၄ရက်နေ့မှာဖော်ပြခဲ့ကြပါရယ်။မောင်တော်တိုက်ပွဲအတွင်းဘေးလူရာကိုတင်းရှောင်ခဲ့ကြရတဲ့မွတ်စလင်စစ်ပီးရှောင်တွေကိုမောင်တော်မျိုးပေါ်ကသူတို့ရဲ့နေအိမ်တွေမှာအာရခတတိုအီအီကပြန်လည်နေထိုင်ခွင့်ပေးလိုက်ပြီလို့ဒေသခံတွေစီကနေသိရပါရယ်။ ဧပြီလ9ရက်နေ့မှာရက်ကွက်1နဲ့ရက်ကွက်2ကိုဝင်ရောက်ခွင့်ပြုခဲ့ပြီး10ရက်နေ့မှာတော့ရက်ကွက်2ကမွတ်စလင်စစ်ပီးရှောင်းတွေဝင်ရောက်ခွင့်ရခဲ့ကြတယ်လို့စစ်ပီးရှောင်းဒေသခံမွတ်စလင်တယောက်ကပြောပါတယ်။စစ်ပီးရှောင်းနေရှင်ကာလအတွင်းနေအိမ်တွေဖောက်ထွင်းခံရတာတွေရှိခဲ့ရင် ရောက်ဆုံးပစ္စည်းတွေကိုစီးရင်နဲ့အတူ အာရခပြည်သူတော်လှန်ရေးအစိုးရစီကိုတိုင်တန်းဖို့မှာကြားလိုက်တယ်လို့လေလာဖိုးခေါင်ယာယီဒုက္ခသည်စခန်းကနေ နေအိမ်ကိုပြန်ခွင့်ရခဲ့တဲ့မွတ်စလင်လူကြီးတယောက်ကနရင်းစရာကိုပြောဆိုပါရယ်။မောင်တော်မျိုးအတွင်တိုက်ပွဲကာလမှာမြို့နေဒေသခံတွေစစ်ပီးရှောင်နေခဲ့ကြရတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုကျူးလွန်နေဒေသခံအယောက်တရာကျော်ကိုအာရခတက်တော် EE ကဖမ်းဆီးအရေးယူပြီးထောင်ဒဏ်အသီးသီးချမှတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါရယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်တရင်တွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာတရင်တွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။ ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ချင်းပြည်နေကဖလန်းမြူနေတစ်ခုလုံးကိုတင်ပိုက်လိုက်နိုင်ပြီလို့ချင်းညီနောင်အဖွဲ့ကဓာတ်ပုံရီနဲ့တကွမနေ့ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါရယ်ဖလန်းမြူအခြေဆိုင်နောက်ဆုံးလက်ကျန်ခလာယာ268တန်ရင်းကိုချင်းညီနောင်နဲ့မဟာမိတ်ပူပေါင်းအဖွဲ့ကဧပြီလ9ရက်နေ့မှာတင်ပိုက်လိုက်ပြီးနောက်ဖလန်းမြူဟာချင်းညီနောင်လက်အောက်ကိုကြားရောက်သွားခဲ့တာပါ အခုလိုတင်ပိုက်နိုင်တာဟာ ချင်းညီနောင်နဲ့မဟာမိတ်အင်အားစုတွေရဲ့မဆုံမနစ်တစိတ်တဲ့နဲ့ထိုးစစ်ဆင်မှုအာရခတတော်ကခေယံစစ်လက်နက်တွေအပြင်စီရေးဆိုင်ရာအကြံဉာဏ်တွေပံ့ပိုးမှုနဲ့ပြည်သူတွေရဲ့ထောက်ပို့ပါဝင်မှုတွေကြောင့်လို့လေချင်းညီနောင်ဖွေကဆိုပါရီဖလန်းမျိုးတိန်တိုက်ပွဲကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး9လအကြာမှာအခုလိုတိန်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရီစစ်ကောင်စီဟာဖလန်းမျိုးမကြစီရဲ့အတွက် မြေပြင်စစ်ကူအင်အားအများပြားနဲ့အတူလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်းတထောင်ကျော်နဲ့အပြင်းထန်ခုခံခဲ့တဲ့ကြားကအခုလိုသိမ့်ပိုက်နိုင်ခဲ့တာလေးဖြစ်ပါရယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မြောက်အမေရိကတိုက်မှာတရှိတဲ့ဒိုမီနီကန်သမ္မတနိုင်ငံရေးမြို့တော်ဆန်တိုဒူမီဂိုမှာအင်္ဂါနေ့ကနိုင်ကလက်အမှုပြုကြလို့တည်ဆုံခဲ့ရတဲ့လူအရေးအတွက်ဟာ124ယောက်အထိမြင့်တက်လာခဲ့တယ်လို့ရိုက်တာကသတင်းဖော်ပြပါရယ်။ နောက်ထပ်လူအယောက်150တန်ရာရရလို့လေအာနာမိုင်တွေက ပြောပါရယ်မိသားစုဝင်တွေဟာဘိုးဒူးနေညတလျှောက်လုံးမှာနိုင်ကလေးရဲ့အပြက်စီးတွေအပြင်သူတို့ရဲ့ပျောက်ဆုံးနေတဲ့ဆွေမျိုးတွေကိုတည်င်းရယူဖို့နဲ့ရေးရီစီကမျှဝေပေးမဲ့တပ်ပုံတွေကိုစောင့်ဆိုင်းခဲ့ကြရည်လို့ဆိုပါရယ်နိုင်ငံရဲ့အရေးပေါ်ကူညီကိစ္စရဲ့အကြီးအကဲကကိစ္စရေးသမားတွေဟာသူတို့ရဲ့ရှာဖွေမှုအပြီးတက်ဖို့ နောက်ထပ်24နာရီကနေ36နာရီအထိလိုအပ်မည်လို့မျှော်လင့်ထားတယ်လို့ပြောဆိုပါရယ်။နိုင်ငံရေးသမားတွေ၊အာကစားသမားတွေနဲ့တခြားထင်ရှားကြော်ကြားသူတွေတက်ရောက်နေတဲ့နိုင်ငံရေးနမေကျော်အဆိုတော်တဦးရဲ့ဖျော်ဖြေပွဲအတွင်းတကောင်ကျော်ပြီးအချိန်မှာအဆောင်ဝင်ရေခေါမိုးရုတ်တရက်ပြိုကျခဲ့တာကြောင့်အခုလိုလူတွေရာနဲ့ရှိပြီးတည်ဆုံခဲ့ရတာဖြစ်ပါရယ်။ဒိုမီနီကန်သမရနိုင်ငံဟာလူဦးရေ70တန်းကျော်ရှိပြီးမြောက်အမေရိကတိုက်ရဲကျွန်းနိုင်ငံတစ်ခုဖြစ်ပါရယ်။ နရင်းစရာသတင်းဌာန၏နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရယ်။နရင်းစရာတန်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။